စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြည်စည်းတွေကိုစောက်တန်ဝိုင်းရဆို PDF ကဖန်စီသိမ်းစီလိုက်ပြီးပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာပြန်အသုံးပြုသွားမယ်လို့သိရပါတယ်။မကွေးတိုင်းရေစကြိုမြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့နဲ့ပြူစောထီရီအတွက်ရည်ရွယ်သေးဆောင်လာတဲ့ဗီလက်မြင့်နယ်စားစီတွေကိုဇွန်လ23ရက်နေ့မှာစောက်တန်းဝိုင်းရဆို PDF ကသိမ်းစီရမိခဲ့ပါတယ်။ အဲ့ဒီသိသိရမိခဲ့တဲ့ပစ္စည်းတွေကိုပြည်သူအကျိုးပြုလုပ်ငန်းတွေမှာပြန်လည်အသုံးပြုသွားမယ်လို့စောက်တန်းဝန်ရဲဆို PDF တာဝန်ခံက CJ platform ကိုပြောပါတယ်။ပခောက်ကူရေစကြိုလမ်းမိုင်းပေါ်မှာပခောက်ကူကနေရေစကြိုဘက်ကိုမောင်းနှင်လာတဲ့စံချောင်းကျေးရွာပြူစော်တီကောင်းဆောင်ကိုလင်းထင်ရဲ့ပြည်လက်မြေနဲ့တန်ချောင်းတွေတင်ဆောင်လာတဲ့ကားနဲ့ရေစကြိုစူပေါင်းယုံရှိစစ်ကောင်းစီတပ်ဖွဲ့ဝင်တွေအတွက်စောင်းစီတင်ဆောင်လာတဲ့ကားတို့ကိုတားဆီးစစ်ဆေးခဲ့ပြီးတင်စီခဲ့ခြင်းဖြစ်ပါတယ်။ တင်စီရမိတဲ့ပစ္စည်းတွေဟာပြည်လက်မြေအိတ်250တန်းချောင်းမျိုးစုံ80သုံးမက်ကွိုင်းပိတ်တာ80ဆဲဘေးကားတစ်စီးနဲ့စားစီပုံတရာတို့ဖြစ်ကြောင်းသိရပါတယ်ပြည်လက်မြေတဲဆောင်လာတဲ့ကားပေါ်မှာပါလာသူတွေကို ပြန်လွတ်ပေးခဲ့ပြီးစီတင်လာတဲ့ကားဟာလိုင်ငါဖြစ်တာကြောင့်တင်စီခဲ့ခြင်းမရှိဘူးလို့သိရပါတယ်ဆောက်တန်းဝိုင်းရဲ့ဆို PDF တာဝန်ခံကိုအောင်မောင်းက ဗီလက်မြေကတော့ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဖြစ်တဲ့လန်တရာတွေမှာသုံးသွားမှာဖြစ်ပြီးစီတွေကတော့စပေးရှောင်းပြည်သူတွေတဝက်နဲ့တဝက်ကိုတော့အဖွဲအတွက်ရမုံငွေအတွက်ရောင်းချသွားမယ်လို့ CJ platform ကိုပြောပါတယ်။တင်းစီရမ်းမိခဲ့တဲ့စာရွက်စာရွက်နေမှာဗီလက်မြေနဲ့တန်ချောင်းတွေဟာစင်ချောင်းရွာဦးစီတီပြုပြင်ရန်လို့ဖော်ပြထားပြီးစီပုံးတွေကတော့ရေစကြိုမျိုးမှရွှေနန်းတော့ပဲကြော်ဖိုးပိုင်ရှင်ဦးဝင်းရှော်ရဲ့ပစ္စည်းတွေဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့အဲ့ဒီပစ္စည်းတွေဟာ ြူစောထီနဲ့စစ်ကောင်းစီအတွက်သာအုံပြုရန်ဖြစ်ကြောင်းတရင်ရရှိထားတာကြောင့်တင်စီရခြင်းဖြစ်တယ်လို့ဆောက်တန်းဝိုင်းရဲဆို PDF တာဝန်ခံကပြောပါတယ်။ဖမ်းမမိခင်အရင်နှစ်ရက်လောက်ကလည်းသူရမဲတင်မောအောင်အိမ်ဆောက်ဖို့ဘီလက်မြေတွေတန်တွေတဲခဲ့ပါသေးတယ်။အရင်မှာပါတဲ့မျိုးစာကလည်းဖျားစီတွေပြုတ်ပြမို့ဆိုပြီးတဲခဲ့တော့တကယ်တမ်းတော့အိမ်ဆောက်ဖို့ပါပဲအခုဖမ်းမမိခင်နှစ်ရက်လောက်ကကားတစ်ခေါက်ပို့ခဲ့ပါသေးတယ်လို့ဆောက်တန်းဝန်ရဲဆိုပြီးတဲ့တာဝန်ခံကိုအောင်မောင်းကပြောပါတယ် ဆောက်တန်း WSO PDF အနေနဲ့ပြီးကြတဲ့ AB လာတရက်နေ့ကလည်းပခုတ်ကုရင်းစကြိုလမ်းမိုက်မှာစစ်ကောင်စီဘန်းခွဲတန်းစောင်းစီ ပေပါ90ကို ဖန်စီသိမ်းစီနိုင်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်ရှင်။အခုလိုသတင်းတွေကိုပုံမမျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရေရှည်ရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက် ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။